အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပူတရဖြစ်မျှဝေပေးကြတာကတော့ Toyota Feeder ကားမှာဂျုံတွေးရတဲ့ P0172 ပြစ်ချက်ဖြစ်တဲ့ System 2ရေဆိုတဲ့ပြစ်ချက်နဲ့အတူ Engine ချက်မီလင်းလို့ရောက်ရှိလာတဲ့ကားလေးရဲ့ပြဿနာကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပူတရဖြစ်မျှဝေပေးကြပါတယ်ဒီကားမှာဂျုံတွေးရတဲ့ပြစ်ချက်ကတော့ လီဘာနင်းမိမယ်လေကားကအင့်နေပြီးတော့တိတ်ပြီးတော့ဆွဲယုံမကောင်းတဲ့ပြဿနာမျိုးတွေကြုံရတယ်။ဒါ့အပြင်အင်ဂျင်ချက်မီးကလည်းလင်းနေတယ်ပေါ့ဗျာနော်။ဒါ့အပြင်နောက်ထပ်ပစ်ချက်အနေနဲ့ကအင်ဂျင်ကလည်းတုန်နေတဲ့ပြဿနာမျိုးကိုကြုံတွေ့ရတာဖြစ်ပါတယ်။ဒါနဲ့ပဲလွယ်တဲ့အပိုင်းတွေကိုကျွန်တော်တို့စစ်ဆေးဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။ဒီကားမှဆိုရင်တော့သူ့ရဲ့ frame number က ZRE142 ဆိုတဲ့ train number ဖြစ်ပြီးတော့ engine ကတော့ 2ZRFE ဆိုတဲ့ engine ဖြစ်ပါတယ်1.8 engine ပေါ့ဗျာเนาะ 1960cc ရှိတဲ့အတွက်1.8လို့ပြောလို့ရတဲ့ engine မျိုးစားဖြစ်ပါတယ် gearbox ကတော့ K311 နဲ့လာတဲ့ gearbox အမျိုးအစားပါဒီကားမှာကြုံတွေ့ရတဲ့ပြစ်ချက်ကိုကျွန်တော်တို့အနေနဲ့ Dynosis Scan 2ထိုးပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာ တခြားသော line တွေအထူးသဖြင့်ကတော့ကျွန်တော်တို့လေ line တွေနဲ့ပတ်သက်တဲ့အပိုင်းတွေကတော့အကုန်မှန်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ C line နဲ့ပတ်သက်တဲ့အပိုင်းကိုတော့စစ်စစ်ရမှာဖြစ်တဲ့အတွက်တိုင်ကီမှာရှိနေတဲ့ C band တွေ fitter တွေဆက်ရမယ် injector တွေဆက်ရမယ်အနေထားမျိုးတွေပေါ့ဗျာနော်အဲ့တော့ P0172 ဆိုတဲ့ system 2 rate ဆိုတဲ့ပြည့်ချက်ကပြောမယ်ဆိုရင်တော့တော်တော်လေးပြဿနာကြီးတဲ့ပြည့်ချက်ထဲမှာပါဝင်ပါတယ် ် P0172 ပဲဖြစ်ဖြစ် P0171 system tooling ပြစ်ချက်ပဲဖြစ်ဖြစ် C line နေ L line နေ M line နေအကုန်လုံးကိုစစ်ဆေးရမဲ့ပြစ်ချက်တွေဖြစ်ပါတယ်အဲ့တော့ P0172 က system tool rate ပြောမယ်ဆိုတော့ C လေးချိုးများနေတာပေါ့ဗျာနော်ဒီပြစ်ချက်ဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ C line နေစစ်ရမယ် M line နေကိုလည်းစစ်ရမယ် လေလိုင်းတွေကိုလည်းစစ်ဆေးပေးရမှာဖြစ်ပါတယ်။ဒီကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့လေလိုင်းတွေကိုဦးစားပေးပြီးတော့စစ်ဆေးပါတယ်။လေလိုင်းတွေကိုစစ်တဲ့အခါမှာလေစစ်တီကနေစစ်တယ်ပေါ့နော်။လေစစ်ကလည်းကောင်းတယ်။လေပိုက်လိုင်းတွေမှာလည်းကွဲချင်းအချင်းပြုတ်ချင်းဘာမှမရှိဘူးပေါ့ဗျာ။စန်စာတွေကိုစစ်ဆေးတဲ့အခါမှာလည်းစန်စာတွေကအကုန်လုံးကောင်းနေပါတယ်။လေကားနဲ့ပတ်သက်တဲ့အပိုင်းကိုစစ်ဆေးတော့လေလေကားကကောင်းနေတဲ့အနေအထားမျိုးပေါ့နော်။ကြီးတွေအရင်ရှိတဲ့အနေအထားမျိုးတော့မဟုတ်ပါဘူး။ EDR ဘားကိုစစ်ဆေးတဲ့အခါမှာလည်း EDR ဘားက ကြီးအရန်ကတ်နေတဲ့အနေအထားမျိုးမဟုတ်ပါဘူး PCB ဘားကလည်းပုံမှန်တိုင်းအလုပ်လုပ်တယ်ပေါ့ဗျာနော်အိတ်ဒေါ်လိုင်းနဲ့ပတ်သက်ပြီးတော့စစ်ဆေးတဲ့အခါမှာအောက်ဆီဂျင်ဆန်ဆာပေါ့အောက်ဆီဂျင်ဆန်ဆာကိုစစ်ဆေးတော့လေအောက်ဆီဂျင်ဆန်ဆာကသူ့ရဲ့ဝေးဖောင်ကမှန်နေတယ်လို့ပြောလို့ရတယ်အဲ့တော့အောက်ဆီဂျင်ဆန်ဆာကိုကျွန်တော်တို့အနေနဲ့အလွယ်တကူစမ်းသပ်လို့ရတဲ့မီတာနဲ့စမ်းသပ်တော့လေအောက်ဆီဂျင်ဆန်ဆာကလည်းအချိန်ကြီးကောင်းနေပါတယ်အဲ့တော့လေလိုင်းနဲ့ပတ်သက်ပြီးတော့စစ်ဆေးတဲ့အခါမှာလေလိုင်းမှာကဘာမှ error မရှိပါဘူး ။ဒါနဲ့ပဲကျွန်တော်တို့မီးလိုင်းကိုစစ်ဆေးတယ်။မီးလိုင်းဆိုတာကတော့ ignition system ကိုပြောတာပါ။ ignition system ကိုစစ်ဆေးတဲ့အခါမှာ ignition coin တွေကျွန်တော် black coin တွေကိုစစ်တဲ့အခါမှာ black coin တွေကလည်းကွဲတာတို့ဘာလို့မရှိဘူးပေါ့ဗျာဒါအပြင် black coin တွေကသူ့ရဲ့မီးထွက်အားဝမှန်ရဲ့လားဆိုပြီးတော့ tester နဲ့စစ်တဲ့အခါမှာလည်း black coin တွေအားလုံးကမီးထွက်အားတွေမီးပေါက်အားတွေကကောင်းနေတယ် black တွေကိုစစ်ဆေးတော့လေ black တွေကလည်းအရင်ကြီးချင်နေဆိုးတဲ့အနေထားမျိုးမဟုတ်ဘူး black တွေကလည်း ကောင်းနေတဲ့အနေအထားမျိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ လေလိုင်းနဲ့မီလိုင်းကိုစစ်ဆေးပြီးသွားပြီဖြစ်တဲ့အတွက်စီလိုင်းကိုပဲစစ်ဆေးဖို့ကြံတဲ့အနေအထားမျိုးပါအဲ့တော့ကျွန်တော်တို့ဒီ PG0172 ဆိုတဲ့ပြစ်ချက်တွေကြုံတွေ့တဲ့အခါမှာဒါပြောတော့တာဒီလောက်လေးစစ်တယ်ဆိုပေမဲ့လည်းတကယ်တမ်းကတော့လက်တွေ့လုပ်တဲ့အခါမှာဒီပြစ်ချက်တွေကအချိန်အရန်ယူရတဲ့ပြစ်ချက်တွေဖြစ်ပါတယ်စီလိုင်းကိုစစ်မယ်ဆိုရင်လည်းစီတိုင်းကြီးစီပန်းနေအထိစစ်ရတာဖြစ်တဲ့အတွက်ချိုကားတွေဆိုရင်တိုင်ကြီးပါဖြုတ်ချရတယ်ဒါပေမဲ့ဒီတိုတာဖီတာမှာဆိုလို့ရှိရင်တော့စီပန်းကိုအဲဒီကျွန်တော်တို့ဖြုတ်မယ်ဆိုလို့ရှိရင်တော့ နောက်ကထိုင်ကုန်ဒီဖိနိုင်ကုန်ကိုပဲလှက်ပြီးတော့ကျွန်တော်တို့ဖြုတ်လို့ရတယ်ပေါ့ဗျာเนาะတချို့ကားတွေဆိုရင်တော့စီတိုင်ကြီးချတဲ့အနေအထားမျိုးဆိုရင်တရက်လောက်တောင်ကြာသွားနိုင်တယ်ချို့ကားတွေဆိုရင်တရက်ခွဲလောက်ကြာတဲ့အနေအထားမျိုးတွေရှိပါတယ်အဲ့တော့ ဒီ P0172 ဆိုတဲ့ပြစ်ချက်တွေ P0171 ဆိုတဲ့ပြစ်ချက်တွေကလွယ်လွယ်ကူကူနဲ့ဖြည့်ရှင်းလို့ရတဲ့ပြစ်ချက်တွေလည်းရှိသလိုတစ်ခါလေမှာပေါ့ဗျာလေပိုက်လေးကွဲနေတာလေပိုက်လေးပြုတ်နေတာကြောင့်ဒီပြစ်ချက်တွေတက်တာမျိုးဖြစ်နိုင်တယ်တစ်ခါလေကြာလို့ရှိရင်လည်း heavy ပြစ်ချက်တွေကြောင့်လည်းဒီပြစ်ချက်ကုတ်တွေတက်စီနိုင်ပါတယ်ဒါကြောင့်မဲကျွန်တော်အနေနဲ့ဒါဒီကားနဲ့ပတ်သက်ပြီးတော့ customer ကိုလည်းအချိန်တောင်းထားပြီးတော့မှကားကို workshop မှာထားခဲ့တာကြောင့် ACC နဲ့ အဲဒီစိတ်ရှိလက်ရှိပေါ့ဗျာဒီတက်ဆိုင်ရာ line တွေကိုအကုန်လုံးစစ်ဆေးနိုင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့မီ line ကိုလည်းစစ်ဆေးထားတယ်စီ line ကိုလည်းစစ်ဆေးလိုက်ပြီအဲဒီစီ line ကိုပေါ့နော်ဒီလေ line ကိုလည်းစစ်တယ်စီ line ကိုစစ်ဖို့ပဲကြံတော့တယ်အဲ့တော့ကျွန်တော်စီ line နဲ့ပတ်သက်ပြီးစစ်ဆေးစရာဆိုရင် injector တွေရှိမယ်နောက်ဒီတိုင်ကြီးထဲမှာရှိနေတဲ့စီပန့်တွေ fitter တွေရှိမယ်ပေါ့ဗျာနော်ဒီနေရာမှာစဉ်းစားစရာရှိတာက P0172 ဆိုတာ system do rate စီကြာများနေတာစီကြာများနေတယ်ဆိုရင်ကျွန်တော်စစ်ဆေးတင်တာက injector ပဲစစ်ဆေးတင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ injector ကကြီးပိတ်ပြီးတော့ဒါမှမဟုတ်ရင်စီကြားကမမှန်လို့ပေါ့ဗျာ။အ system to read ဆိုပြီးတော့ပြချက်မျိုးဖြစ်တယ်ပေါ့စီကြများတယ်ဆိုတဲ့ပြဿနာမျိုးပေါ့စီလီချိုးများတာပေါ့ဗျာနော်ဒီလိုပြဿနာမျိုးဖြစ်တယ်လို့ယူဆကောင်းယူဆနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်လို့ပန့်နေဖစ်တာတွေပါဆက်ရလဲဆိုတော့ရေရန်ကတော့ တန်ကြီးထဲမှာရှိနေတဲ့ပန့်နေဖစ်တာတွေပြစ်ချက်ဖြစ်ရင်ဥမာအနေနဲ့ဗျာစီပန့်တွေကဖိအားနှဲသွားတာတို့စီဖစ်တာတွေကြီးပိတ်တာတို့အဲ့လိုမျိုးပြဿနာတွေကဘာဖြစ်နိုင်လဲဆိုတော့စီလိုင်းရဲ့ဖိအားကိုနှဲသွားစေတယ်ဥမာပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့ဓာတ်စီအင်ဂျင်တွေမှာဆိုလို့ရှိရင် ဒီ C line မှာကြည့်နေတဲ့ CPR ပေါ့ပတ်မှာကြည့်နေတဲ့ CPR ပေါ့သူတို့ကအနည်းဆုံးတော့ PSI 60 80လောက်တော့ရှိတယ်တချို့ကားတွေဆိုလို့ရှိရင်တော့ဒီ pressure regulator ကနေဖြတ်ချတာဖြစ်တဲ့အတွက်40ကျော်လောက်တော့ရှိတယ်55 PSI 55လောက်တော့ရှိတယ်ပေါ့ဗျာနော်အဲ့ဒီအောက်ကိုကျသွားတယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ C line ရဲ့ PR နည်းသွားပြီးတော့ injector မှာ C ဖြန်းတဲ့အခါမှာပုံမှန်ဆိုရင်တော့ C ကဖြာပြီးတော့ထွက်ရမှာဗျပြောမယ်ဆိုရင်အမှုံလေးတွေထွက်ရမှာ ဲ့လိုအမှုန်လေးတွေထွက်ရမယ်ဆိုတဲ့အနေအထားမှာစီကလုံးပြီးတော့ကြာလို့ရှိရင်ဒီစီလီချိုးတွေမညီတဲ့ပြဿနာမျိုးလေထဲမှာစီကအပြည့်အဝရောဆက်ခြင်းမရှိတဲ့အတွက်ကျွန်တော်တို့ဒီမစ်ချာတွေမှာပေါ့နော်လောင်စာရောနှောတွေမှာဆိုလို့ရှိရင် rich မစ်ချာတွေဖြစ်စေတဲ့စီနဲ့လီနဲ့ကလုံးဝတမနေဖို့လိုအပ်တယ်အဲအကြောင်းမို့လို့ ဒီလိုမျိုးတမဖို့အတွက် character စနစ်ကနေပြီးတော့မှ EFI စနစ်တွေနောက် gasoline data injection ဆိုတဲ့စနစ်တွေကိုပြောင်းပြီးတော့အသုံးပြုလာခဲ့ကြတာအဲ့လိုအနေထားမျိုးမှာ injector ကစီ လုံးမိကြတာပဲ ဖြစ်ဖြစ်ဒါမှမဟုတ်ရင်စီပန့်ကနေပြီးတော့ဖိအားကြတာပဲဖြစ်ဖြစ်စီဖီတာတွေကြီးပိတ်လို့ဖိအားကြတာပဲဖြစ်ဖြစ်စီကလုံးပြီးတော့ကျသွားနိုင်တယ်အဲ့လိုအနေထားမျိုးဆိုလို့ရှိရင်လည်း system 2 risk ဆိုတဲ့ P0172 ဆိုတဲ့ပြစ်ချက်ကိုတက်စေနိုင်ပါတယ်ဒါကြောင့်မယ်ကျွန်တော်အနေနဲ့ဒီ repair manual တွေပါရှာပြီးတော့ ဒီဖတ်တဲ့အခါမှာ P0171 နဲ့ P0172 ကိုဖြည့်ရှင်းတဲ့အခါမှာဒီပုံစံနဲ့ဖြည့်ရှင်းရတယ်။ဒီပုံစံနဲ့ဆိုတာကကျွန်တော်အနှစ်ချုပ်ပေးခဲ့သလိုပဲ C line, D line, M line အဲ့ဒီ line 3 line လုံးကိုစစ်ဆေးပြရတယ်။အဲ့ဒီ3 line လုံးနဲ့တက်ဆိုင်တဲ့အပိုင်းတွေအကုန်လုံးစစ်ဆေးရတာဖြစ်တဲ့အတွက်ပြောမယ်ဆိုရင်တော့ဒါ engine မှာအကုန်နီးပါးကိုစစ်ဆေးရတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်ပေါ့ဗျာနော်။အဲ့တော့ဒီကားမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့ M line နဲ့ D line တွေစစ်ဆေးပြီးတဲ့အတွက် စီလိုင်းကိုစစ်ဆေးလိုက်တယ်စီလိုင်းကိုစစ်ဆေးတဲ့အခါမှာအင်ဂျက်တာကိုကျွန်တော်တို့ဖြုတ်လိုက်တဲ့အခါမှာအင်ဂျက်တာမှာဒီမဲတူးနေတာပဲပြောမယ်ဆိုရင်တော်တော်လေးကိုဂျိုးတွေများနေတဲ့အနေအထားမျိုးပေါ့ဗျာနော်ဒါနဲ့ပဲအင်ဂျက်တာကိုကျွန်တော်တို့ဒီသူ့ရဲ့အင်ဂျက်တာကလင်နာအဲအင်ဂျက်တာစီးတဲ့ဆက်နဲ့တင်လိုက်တယ်တင်ပြီးတော့အင်ဂျက်တာကိုစီးတယ်စီးပြီးတော့အင်ဂျက်တာကိုဆက်ပေါ်မှာဒီမီဆက်လိုက်တဲ့အခါမှာအင်ဂျက်တာကတော့စီကြကမှန်တယ်အဓိကပြဿနာကတော့အင်ဂျက်တာမှာကြီးတွေများနေတာပေါ့ဗျာနော်ဒါနဲ့ပဲကျွန်တော်တို့အင်ဂျက်တာကိုတော့စီးပြီးတော့ပြန်သုံးမိတယ်ဒါပေမဲ့အင်ဂျက်တာစီးုံနဲ့တော့မပြီးဘူး ကျွန်တော်အနေနဲ့တိုင်ကီပန့်နေဖစ်တာတွေပါစစ်ဖို့လိုအပ်တာဖြစ်တဲ့အတွက်နောက်ကထိုင်ကုန်ကိုလှက်လိုက်တယ်လှက်ပြီးတော့စီပန့်နေဖစ်တာတွေကိုစစ်ဆေးတယ်စီပန့်နေဖစ်တာတွေကိုစစ်ဆေးတဲ့အခါမှာစီဖစ်တာထဲမှာကြီးတွေဆိုတာနဲတာမဟုတ်ဘူးပေါ့နော်ပိတ်နေတာ ြောမယ်ဆိုတော့ဗျာဒီ CD နဲ့လည်းတက်ဆိုင်နေနောက်တစ်ချက်ကပုံမှန် maintenance မလုပ်တာနဲ့လည်းတက်ဆိုင်နေလို့ပြောလို့ရတယ်စီပန့်နေဖစ်တာတွေကိုတချို့ကြတော့စစ်စည်းစရာမလိုဘူးလို့ထင်ကြတာတကယ်တမ်းကတော့စီပန့်နေဖစ်တာတွေကအင်ဂျင်ကျူးနင်းလုပ်တဲ့အခါမှာတခါတည်းတွဲပြီးစစ်စည်းရတာဖြစ်တဲ့အတွက်အင်ဂျင်ကျူးနင်းကကီလို9000လောက်မှာတစ်ကြိမ်လုတ်ပေးနေလုတ်ပေးတဲ့ထဲမှာပါတယ်။ဒါကြောင့်မဲကျွန်တော်အနေနဲ့ဒီစီပန့်နေဖစ်တာတွေကလည်းစစ်ဆေးပေးတဲ့ထဲမှာပါဝင်ပါတယ်။ဒီကားမှာဆိုလို့ရှိရင်လည်းစီပန့်နေဖစ်တာတွေကို စစ်ဆေးထားတဲ့ပုံစံမျိုးမရှိဘူးပေါ့ဗျာအဲ့တော့စီပန်းရဲ့ဖီအားကတော့ကောင်းပြီမဲ့စီဖင်တာတွေကကြီးပိတ်နေတာတော်တော်ချင်းကြီးစိုးတယ်လို့ပြောရမယ်စီဖင်တာထဲမှာဆိုလို့ရှိရင်အမှုံမဲမဲတွေကအများကြီးပဲကြာလာတာပေါ့နော်စီဖင်တာထဲကိုဓာတ်စီနည်းနည်းထည့်လိုက်တယ်ပြီးရင်နည်းနည်းလေးခလောက်လိုက်တယ်ပြီးရင်အဲ့ဒီရေကနေပြီးတော့တုံချလိုက်တဲ့အခါမှာကြီးတွေဆိုတာအများကြီးကြာလာတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့အနေနဲ့အဲ့ဒီ ပန်နဲ့ဖစ်တာမှာကျွန်တော်ပန်ကတော့လဲစရာမလိုဘူးပေါ့နော်ဖစ်တာကတော့အစ်စ်လဲပြီးတော့ပြန်လဲတက်ဆင်လိုက်တဲ့အခါမှာလုံးဝကိုအဆင်ပြေသွားတယ်ပေါ့ဗျာနော် P0172 ဆိုတဲ့ system two rate ဆိုတဲ့ပြစ်ချက်ကလည်းအဆင်ပြေသွားပါတယ်တခါလေးမှာဆိုရင်ဒီလိုမျိုး P0172 ဆိုတာ C line ညောင်းလည်းဖြစ်တတ်တယ်မီလိုင်းညောင်းလည်းဖြစ်တတ်တယ် လေလိုင်းကြောင့်လည်းဖြစ်တတ်ပါတယ်။မီးလိုက်မှာပလက်တွေမကောင်းတာပလက်ကွိုင်းတွေပေါက်တာဆိုရင်လည်း P0172 ဆိုတဲ့ပြစ်ချက်မျိုးကဖြစ်စေနိုင်တယ်။ဒီနေရာမှာကျွန်တော်စီလိုင်းကြောင့် P0172 ပြစ်ချက်ဖြစ်တယ်ဆိုတာကကျွန်တော်မိတ်ဆွေတို့ကိုချင်းပြခဲ့သလိုပဲ CD ကဒီဖီအားတွေကြပြီးတော့မှပန့်နေရဖီအားကြပြီးတော့မှအလုံးလိုက်ကြလို့ရှိရင်လည်း C ကအလုံးလိုက်ထွက်တယ်ဆိုလို့ရှိရင်လည်း inter တွေကအဲ့လိုမျိုးပေါ့နော်ဒီ C ကဖွာပြီးကြမဲ့နေထားမှာအလုံးလိုက်ကြရင် P0172 ဆိုတဲ့ပြစ်ချက်မျိုးတွေကြုံတွေ့နေနိုင်တယ်ဆိုတာလေးကို မိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးနဲ့ဘူးတာဖြစ်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ